2015-2016ဘန်ဒါရီနှစ်အတွက်ထပ်မံဖြည့်စွက်တောင်းခံငွေကျပ်ဘီလီယံ2000ကျော်ကိုအပြတ်တောင်းမရှိပဲပြည်ထောင်စုရဲ့နောက်ထပ်ဘန်ဒါငွေခွဲဝေသုံးစွဲဥပဒေကြမ်းကိုပြည်ထောင်စုလွှတ်တော်မှာဒီဇင်ဘာလ9ရက်နေ့ကအတည်ပြုခဲ့ပါတယ်2015ခုနှစ်ပြည်ထောင်စုရဲ့ဘန်ဒါငွေအရအသုံးဆိုင်ရာဥပဒေအရပြည်ထောင်စုရဲ့ခွင့်ပြုသုံးငွေဟာကျပ်2613ဒသမ9ဘီလီယံဖြစ်ပြီးထပ်မံဖြည့်စွက်တောင်းခံငွေဟာ ကျပ်2464တသမ3မီလီယံဖြစ်တဲ့အတွက်မူလခွင့်ပြုငွေရဲ့17တသမ65ရာခိုင်နှုန်းကိုတောင်းခံခဲ့တာဖြစ်ပါတယ်။2015ခုနှစ်ပြည်ထောင်စုရဲ့ဘဏ္ဍာငွေအကြအသုံးဆိုင်ရာဥပဒေအရတိုင်းဒေသကြီးပြည်နယ်ရဲ့ခွင့်ပြုသုံးငွေဟာကျပ်2402တသမ8ဘီလီယံဖြစ်ပြီးထပ်မံဖြည့်ဆွက်တောင်းခံငွေဟာကျပ်87တသမ3ကျပ်ဘီလီယံဖြစ်တဲ့အတွက်မူလခွင့်ပြုငွေရဲ့2တသမ65ရာခိုင်နှုန်းကိုထပ်မံတောင်းခံခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပြည်တော်စုရဲ့ဗန္ဒာငွေအရာ300ဆိုင်ရာဥပဒေအရပြည်တော်စုနဲ့တိုင်းဒေသကြီးပြည်နယ်ရဲ့ခွင့်ပြုငွေဟာကျပ်2316.5ဘီလီယံဖြစ်ပြီးထပ်မံဖြည့်စွက်တောင်းခံငွေဟာကျပ်2535.1ဘီလီယံဖြစ်တဲ့အတွက်မူလခွင့်ပြုငွေရဲ့17.31ရာခိုင်နှုန်းကိုထပ်မံတောင်းခံခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးဖြည့်စွက်တောင်းခံငွေကိုဝင်ကြီးဌာန30အနက်သာသနာရေးဝင်ကြီးဌာန စီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနအားကစားဝန်ကြီးဌာနနဲ့ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနတို့ကလွဲပြီးဝန်ကြီးဌာန26ခုကဖြည့်ဆွတ်ရန်ပုံငွေတောင်းခံခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲကဝန်ကြီးဌာန17ခုဟာမူလခွင့်ပြုငွေရဲ့10%ခန့်ထက်ကျော်လွန်တောင်းခံခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ဗဟုအဖွဲ့အစည်း17ခုနဲ့6ခုကဖြည့်ဆွက်ရန်ပုံငွေ1.639ဘီလီယံတောင်းခံခဲ့ပြီးမြန်မာနိုင်ငံတော်ဗဟုဘဏ်ကကျပ်59.3ဘီလီယံတောင်းခံခဲ့ကမူလခွင့်ပြုငွေရဲ့20.6ရာခိုင်နှုန်းကိုတောင်းခံခဲ့ပါတယ်အခုလို2015-2016ခုနှစ်ဘန်နာရေးနှင့်ပြည်တော်စုရဲ့နောက်ထပ်ဘန်နာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကိုအဖြတ်တောက်မရှိအတည်ပြုခဲ့တာနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်တွေကအခုလိုပြောပါတယ် တကယ်တော့ဒီ budget ကိုအသေးစိတ်ဆွေးနွေးမဲ့သူတွေဒီမှာဘာကြောင့်နေသွားတာလဲဆိုတော့တော်တော်စဉ်းစားစရာဖြစ်တယ်အဲ့တော့ဒါနောက်အစိုးရနဲ့ကယ်ရီလုတ်သွားတဲ့ပုံစံမျိုးကူးသွားမယ်ဟင်နိုဘာလုတ်သွားမယ်ဆိုရင်ဒါရီကပါသွားမယ်ဆိုတော့အမျိုးဖြစ်တဲ့အတွက်ဆွေးနွေးတာပဲရှိတယ်အသေးစိတ်စစ်စစ်တာအချိန်မပေးဘူးဆိုတာကိုဒါပေါ်လွင်နေတယ်အဲ့ဒီအတွက်တွတ်တော်ကိုယ်စားလှယ်တွေကအရင်ကတော့တာဝန်ပေးပါတယ် ကော်မတီအလိုက်နောက်ဆုံးပူပေါင်းကော်မတီကိုအမျိုးသားလွတ်တော်နဲ့တည်သူတို့ပူပေါင်းကော်မတီတာဝန်ပေးပြီးတော့မှဘယ်ဌာနတွေဘယ်ဌာနတွေကိုဘယ်ကော်မတီအစီစစ်ပါနာမည်တွေခွဲပေးအခုမခွဲပေးတော့ဘူးဖာတိဖာတာထားလိုက်တယ်ဒါဒါလွတ်တော်ရဲ့ညီကုန်းပိုင်းမှာထူးခြားနေတဲ့ process တွေပြောရမှာဖြစ်တယ်ဒါမျိုးတွေမဖြစ်သင့်ဘူးလွတ်တော်ကိုယ်စားလှယ်ကတကယ်ဒီလုပ်ငန်းနဲ့ဝင်သွားပြီဆိုရင်အလုပ်လုပ်ဖို့ ငါတို့ဟာနိုင်ငံရေးသမားတွေကိုယ်နိုင်ငံကိုကြည့်ဖို့တာဝန်ရှိတယ်ဆိုတဲ့စင်မျိုးနဲ့လုပ်မယ်ဆိုရင်အခုကိစ္စမျိုးဆိုရင်အတော်ကြီးကိုစိတ်မတွေ့တဲ့ကိစ္စလို့ပြောရမယ်ဒီ budget ကခိုင်မောင်းကြီးလုံးဝမပါဘဲနဲ့နှုတ်ထုတ်ထိုင်ကြည့်လိုက်ရတဲ့ budget ပဲဆွေးနွေးဖို့ကြည့်လိုက်တဲ့အခါမှာဒါပြောမယ်ဆိုရင်လွတ်တော်မှာသူ့ရဲ့လှုပ်ထုံးလုပ်နေလှုပ်စင်လှုပ်ရိုးလှုပ်စင်ဆိုရင်ကော်မတီဖွဲ့ကြတယ်ဖွဲ့ပြီးတော့မှ budget တွေကိုတည်တည်ချာချာစနစ်တကျဒီလူတွေဒီလူတွေစစ်စစ်ဖို့တာဝန်ပေးတယ်အခုဘာတာဝန်မှမလာဘူး အထုတ်လိုက်ကြီးတွေရောက်လာပြီးတော့စာအုပ်တွေရောက်လာတယ်။လန့်ကြည့်ပြီးပါပြီ။ဘယ်ဘန်ဘယ်ဝင်ကြီးဌာနဘာတွေတုံးထားတယ်တွေ့တွေ့ထားပါလေ။ဒါပေမဲ့အချိန်ပေးလိမ့်မယ်။တခုချင်းစီရတယ်။တခုခုတော့ဖြတ်ဖို့ပြီးတော့အဲ့ဒီဝင်ကြီးဌာနတွေကိုကော်မတီတွေကိုခေါ်တယ်။ခေါ်ပြီးတော့သူတို့နဲ့မေးတယ်တိတိချင်းစီလန့်တယ်။အရင်ကတမျက်နာလန့်လိုက်တခုတမျက်နာလန့်တခုအဲ့လိုသွားတယ်။အခုစာမျက်အဲ့ဒီဝင်ကြီးဌာနတွေနဲ့ကော်မတီနဲ့တွေ့ဆုံဆွေးနွေးမှုလည်းမရှိဘူး။ ဘာမှမလုပ်ဘူးဒီတိုင်းနဲ့ကြော်ပြလိုက်ကြတယ်ဆင်းလင်းပြောရင် နောက်ဆုံးဒီနောက်ဆုံးလွတ်တော်နဲ့နောက်ဆုံးအစိုးရဒီเนาะစနစ်တကျလောက်ရမှာအားလုံးခုံကြော်ပြလိုက်တယ်လို့ပြောရမှာဖြစ်တယ်အဲ့တော့နောက်တလာမယ့်ဆိုရအသည့်အတွက်ကျွေးမြီဝင်လို့ဝင်ဖို့ယူတစ်ခုအနေနဲ့ပြန်ရစ်ခဲ့ဖို့ရတယ်ရောနောက်တစ်ခုမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ကျွေးမြီတွေအတွက်နေရောဒါကိုကျွန်တော်တို့ဆိုင်းငံ့ထားဖို့ရအတွက်ဒါကိုကျွန်တော်တို့လွတ်တော်တင်ခြင်းဖြစ်တယ် ဟုတ်ဆိုလိုတော့ဟိုဒါတကယ်တမ်းဆိုလို့ရှိရင်ခုဒါဒီအခုကြမှာပဲကျွန်တော်တို့ဒီနေ့လွတ်တော်အတီးပြုမှာပဲဒီငွေကျွန်တော်တို့ထုတ်ပြီးတော့သုံးရမှာဖြစ်တယ်ခုကဒါတွေမထုတ်ဒီလွတ်တော်အတီးမပြုခင်မှာပဲအားလုံးပေါင်း6900ကျော်ကရောက်နေပြီလို့ဒီလိုပြောတဲ့အတွက်ကြောင့်မလို့မို့တကယ်တော့ခွင့်ပြုချက်မင်းရခင်မှာဆောင်ရွက်တဲ့အတွက်ဟိုဒါဟာမနာရေးစည်းမျဉ်းစည်းကနဲ့လည်းမညီညွတ်ဘူးအခုလိုမျိုးဝယ်ပြီးလို့မို့လွတ်တော်အနေနဲ့မဖြစ်မနေအတီးပြုပေးရမယ်လို့ပြောခြင်းဟာချီးပြီးတော့ပြီးမှဒါကိုပြောဆိုခြင်းဖြစ်တယ်လို့တောင်းခြင်းဖြစ်တယ်လို့ကျွန်မတို့ဒီလိုလွတ်တော်တွေကျွန်မတို့ဒါကိုပြောတာဝင်းရောက်မဟုတ်ပါဘူးလွတ်တော်အနေနဲ့ခွင့်ပြုထားပြီးသား ဖြစ်လို့သူ့အနေနဲ့တော့သိနာပါလို့ဒီလိုပြောတယ်ဆိုလို့ကလက်ထက်ငွေလည်းမရောက်သေးဘူးဟိုလွတ်တော်လည်းအသိမှတ်မပြုရသေးဘူးဒါပေမဲ့ပစ္စည်းကရောက်နေပြီဆိုတဲ့အခြေအနေဟာဒါဟာဗန္ဒိုင်းစီမင်းစီကရလုံးဝအညီညွတ်မှုမရှိဘူးလို့ဒါဆောင်ရမယ့်အလုပ်လည်းမဟုတ်ဘူးလွတ်တော်ဟာဒီလိုလာပြောရင်ခွင့်ပြုပေးရမယ်ဆိုတဲ့အခြေအနေမျိုးတစ်ခုမှဖြစ်နေတဲ့အတွက်ကြောင့်လွတ်တော်ဟာအတိပေးရုံနဲ့ပေးရတဲ့အနေအထားတစ်ခုမှဖြစ်နေတယ်ဒါကိုကျွန်တော်တို့သဘောမတူဘူး အဆိုပါ2015-2016ခုနှစ်ဘဏ္ဍာရေးနှင့်ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကိုလွှတ်တော်ကိုယ်စားလှယ်တွေကအလွယ်တကူခွင့်မပြုဖို့ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ပြည်ထောင်စုလွှတ်တော်ကအဖျက်တောင်းမရှိအခုလိုအတီးပြုတ်ခဲ့တာပဲဖြစ်ပါတယ်။